အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမြင့်ငိမ့်ပါတာပြန်ပေးထားတဲ့ဘသူဒိန်ကငါနေရွှေ့လို့ရမည်လဲဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးသွားချင်ပါတယ်ရှင်မြမပြန်သူဤအမဒိန်ငယ်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 ကိုကျွန်တော်တို့မျက်နှာကြာဤတံမှုထားကြဤပြီးနောက်ဒိန်ငယ်နောက်သူတကောက်ကောက်လိုက်ကြဤ တို့လိုက်ရင်လိုက်ရင်လန်ကူလက်မှာအခြေကုံလက်ပန်းကြပြီးမှိုက်တွေချနေသူတွေရှိ၏အမောဆိုပြီးပြိုလဲနေသူတွေရှိ၏အဲဒင်းငယ်များအရှာဖွေတွေ့သွားသူတွေလည်းရှိ၏ဒီတော့ဒင်းငယ်နောက်သူဘာကြောင့်တဲကြီးမဲကြီးလိုက်နေကြသလဲဒင်းငယ်ဆိုတာဘာလဲဒင်းငယ်ကဘာကိုကိုးစားပြုသလဲစင်စဲဒင်းငယ်သည်စာရေးဆရာကတင်စားထားသည့်နမိတ်ပုံသာဖြစ်၏ ဂျင်ငယ်ကအစ်တဘဝမှာအစ်မြတ်နိုးတန်မူထားသည့်အရာအချက်စည်းစိမ်ဥစ္စာယာဒုဌာနန္တရာစိတ်နှလုံးငြိမ်အေးချမ်းသာခြင်းဘယ်အရာကိုမဆိုကိုးစားပြု၏ဒီနမိတ်ပုံကိုစတင်သုံးဆွဲခဲ့သူမှာငါဒိန်ငယ်ကိုဘယ်သူနေရာရွှေ့ထားသလဲဟူမှုမိုင်ချီဆိုသည့်ကဘာကျော်စာအုပ်ကိုရေးသားပြုစုခဲ့သောစပန်စာကျွန်းစင်ဖြစ်ပါသည် ပြောင်းလဲမှုတွေအရှင်အဟုန်ပြေစွာဖြစ်ပေါ်နေသည့်ဒီခေတ်ဒီခါကြီးတွေကျွန်တော်တို့အနေဖြင့်အပြောင်းအလဲများကိုကြိုတင်တွက်ဆတတ်ပြီးဖြစ်ပေါ်လာသည့်အပြောင်းအလဲများကိုလက်ခံသင့်ကပြင်းပြင်းဆန်ဆန်ကျင့်သာရအောင်ကျင့်ကြံနေထိုင်တတ်ပါမှဘဝတွင်အောင်မြင်မှုရနိုင်မည်ဖြစ်ကြောင်းစပန်ဆာဂျွန်ဆန်ကသူစာအုပ်တွင်တင်ပြသွား၏ရှက်ခုအီစာအုပ်ကတော့ငါးချိန်ငယ်ကိုဘယ်သူနေရာရွှေ့ထားသလဲစာအုပ်၏အဆက်ဆုံးလဲဟုတ်သည် ပထမစာအုပ်ကိုအခြေပြုပြီးစင့်ပွားအတွေ့တွေတင်ပြထားသည့်စာအုပ်ဆိုလည်းဟုတ်သည်တကူထူးခြားသည်မှာစပန်ဆာဂျွန်ဆန်ကအနောက်တိုင်းသားဖြစ်ပြီးဤစာအုပ်ကိုမိခိုးနေထုတ်ထားသူချင်းတောင်းသည်အရှိတိုင်းသူဖြစ်နေခြင်းပင်ချင်းတောင်းသည်ဘေကျင်းအခြေဆိုင်ချိုင်းနာယူဒေးလီသတင်းစာတွင် အကြီးတန်းစာကြည့်မှုအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည် သူစာအုပ်ကိုထိုင်ဝမ်နဲ့ဟောင်ကောင်တွင်လည်းတရုတ်ဘာသာစကားဖြင့်ထုတ်ဝေခဲ့ပြီးဖြစ်ကြောင်းသိရ၏ ။သေချာစဉ်းစားကြည့်လျင်သူတို့နှစ်ဦးရွေးထားသည့်စာအုပ်ခေါင်းစဉ်များကိုကစိတ်ဝင်စားစရာကောင်းနေပါသည်။စပန်စာဂျွန်ဆန်ဆိုသည့်အမေရိကန်ကြီးကငါချိန်ငယ်ကိုဘယ်သူနေရာရွှေ့ထားသလဲဟုခေါင်းစဉ်တက်ထားပြီးချင်တောင်းဆိုသည့်တရုတ်အမျိုးသမီးလူငယ်စာရေးဆရာမလေးကတော့ဘယ်သူချိန်ငယ်ငါနေရာရွှေ့လို့ရမည်လေတဲ့။အီဇာအုတ်ကစာချက်သူများအားစဉ်းစားစရာအဆင်ကျင်စရာအတွေးအမြင်မူကွဲတွေပေးလိုက်မည်ဖြစ်ကြောင်းအမှားစကားပြောကြားလိုပါသည် စာချစ်သူများအားအလေးစားလျက်အမျက်ငယ်လူတဘာဝဤတွင်ပြင်းလက္ခဏာများလူကျင်ဝဲအမြင်နှင့်ယမတ်ဆန္ဒစွမ်းအားများ အပြိုင်နှွဲခြင်းဤဇလန်းတွင်စလေးစကန်ပါနှင့်စပိုက်တာဆိုသည့်ကြက်ကလေး၃ခုပါဝင်၏နောက်ပြီး wave ဝေပါနှင့် whisper ဆိုသည့်လူမျက်လေး၃ယောက်လည်းပါဝင်၏ဤဇက်ကောင်၆ဦးစလုံးသည် ကျမတို့၏အသွေးသွေးအထူးထူးသော ကိုရီကိုသွေးများ အထူးသဖြင့်ကျမတို့၏လူချင်းဝိများနှင့်ယမတ်ဆန္ဒများကို ကိုးစားပြုပါသည် ကျမတို့အားလုံးကြီးငယ်မဟုကြားမမဟု လူမျိုးမရွေဘာသာမရွေအမျိုးမျိုးအပေါင်းပုံသောဤတွင်ပြင်လက္ခဏာများရှိ၏တခါတခါတွင်ကျမတို့သည်ဆလစ်နှင့်တူ၏ဆလစ်ကသူ့မိတ်ဆွေကိုစွန့်ပြီးသူ့မိတ်ဆွေ၏ရန်သူတော်နှင့်အဆွေခင်ပေါ်ဖွဲ့ခဲ့သူသို့မဟုတ်ပါကလည်းကျမတို့သည်စကန်ပါနှင့်တူချင်းတူနေပေမည် စကန်ပါကသူ့တင်ငယ်ကိုဘသူအပိုင်စီးသွားတယ်လဲဆိုတာဘယ်တော့မှမေးလို့မရှိသူသူမဟုတ်စပိုက်တာနဲ့တူနိုင်သည်သူကသူ့ကိုယ်သူဆွဲအားကောင်းသောတင်ငယ်တစ်တုံးအဖြစ်အသွင်ပြောင်းပြစ်သူသူမဟုတ် whip နဲ့တူနိုင်သည် whip ကတင်ငယ်နေစိတ်ချမ်းသာမှုအကြောင်းမှရှိသည်ဆက်လွယ်မှုအကြောင်းကိုဇွဲကောင်းကောင်းဖြင့်တွေးဆဆင်ခြင်ခဲ့သူသူမဟုတ်ဝေပါနဲ့တူနိုင်သည် ဝေပါကသူတက်မှတ်သောရမတ်ဆန္ဒများနှင့်သူတံမိုးထားသော လူကျင့်ဝတ်များကြားတွင်ခြီတုံချတုံဖြင့်တွေ့ဝင်နေသူသူမဟောဝစ်ပါနှင့်တူချင်းတူနေမည် သူကတော့တပားသူဤထိန်ငယ်ကို မောင်းမိုင်းစည်းဖို့ခြားဝစေစင်ကြံကြံနေသူ ကျမတို့တွင်မြေတီအတွင်ပြင်လက္ခဏာဖြစ်ပေါ်နေသည်ဖြစ်စေကျမတို့ကောင်းနေဆွေးမှတ်ထားရမည်မှာအောင်မြင်သူများသည်တင့်တိန်ငယ်ကို အပိုင်စည်းသွားသူများဖြစ်သည် သူတို့ဤထိန်ငယ်များကိုအထက်ခါတလဲလဲအပိုင်စည်းခံရသူများ မဟုတ်ဟုသည် အချက်ဖြစ်၏။ကြောင်သာဟောင်းများ ပြန်လဲတွေ့ဆုံပွဲ။ရာသီဥတုတောက်ပသောတနင်္ဂနွေနေ့တနေ့ဤနက်နက်ခင်ရှီကာဂိုမြို့တွင်ရှိအသင်းဝင်များသာတက်ခွေရှိသောကျေးလက်အပန်းဖြင့်ကောက်ကလက်တစ်ခု၏အဖျော်ယမကအခန်းထဲတွင် လူတစုဝိုင်းထိုင်နေကြ၏။သူတို့အထဲတွင်အထင်ပေါ်ကျော်ကြားလူသိများသူအချို့လည်းပါဝင်၏။ ထိုအချို့ထဲမှတယောက်ကတော့အင်နာအင်နာကတံမိုးကြီးရင်မွေးများကိုမှအသုံးပြုသူစိန်ခံကားကြီးတွေမောင်းသူနောက်ပြီးစီးစင်ဥစ္စာကျွဲဝချမ်းသာတော့သူ့ယောက်ျားမှမတည်သူမရှိလောက်အောင်ကြောကြားသူဖြစ်၏သူတို့နှစ်ဦးလက်ထပ်ပြီးကလေးကသူတို့ဤကိုရီးကိုတာအကြောင်းကိစ္စတိုင်းသည်တရင်စာများတွင် အသာပေးရေးသားဖော်ပြရသည့်တရင်များဖြစ်ခဲ့၏နောက်တစ်ယောက်ကတော့ချော လွန်ခဲ့သည့်နှစ်အနေငယ်တုန်းကပြိုလဲတော့မြည်စင်စင်သူ့မိသားစုပိုင်းစည်းဝါးရေးအင်ပါယာကြီးကိုဂျွန်ကသူ့ဤကြီးမားသောအာထုံမှုများအကင်းပါလက်မြင်သောဆုံးဖြတ်ချက်များအစွမ်းဖြင့်ကဲတင်နိုင်ခဲ့၏ခုတော့တနေ့တချာတိုးတက်အောင်မြင်နေသောစည်းဝါးရေးလုပ်ငန်းကြီးကိုဦးစီးဦးဆောင်ပြုနေပြီသူသည်အအောင်မြင်ဆုံးစီးပွားရေးသမားများစရင်တွင်ထိတ်ဆုံးကပါဝင်အောင်ဆွမ်းဆောင်နိုင်ခဲ့သည်မှာနှစ်နှစ်ဆက်တိုင်ရှိနေပြီထို့နောက်မှာတော့ခိုး သူကအားကစားအသုံးအဆောင်ပစ္စည်းများထုတ်လုပ်ရောင်းချခြင်းဖြင့်ကြီးပွားချမ်းသာနေသူစေစုနှင့်တစုအတွင်အအောင်မြင်ဆုံးစီးပွားရေးဓမ္မအဖြစ်မဲပေးအရွေးခံရသူလည်းဖြစ်၏ယခုလိုအောင်မြင်ကြကြသူများစုပေါင်းတွေ့ဆုံပွဲသည်လှုပ်လေလှုပ်ထားရှိသောပွဲမျိုးမဟုတ် တကယ်တော့အခုလိုတွေ့ဆုံဖြစ်အောင်လွန်ခဲ့သည့်လေးလကလေးကကြိုတင်စီစဉ်ခဲ့ကြရသည်ဤဆောင်စည်းပွဲပြုလုပ်ခြင်း၏ရည်ရွယ်ချက်မှာနောက်တရင်ပတ်အနေငယ်အတွင်ကျင်းပမည်အမိတက်ကတို့နှစ်လေပွဲအကြောင်းဆွေးနွေးညှိနှိုင်းဖို့ဖြစ်၏သူတို့အားလုံးအထူးဖိတ်စာများရရှိထားကြပါဤမိမိဤပရောင်တွေကထွက်ခွာသွားပြီးနောက်ဒီလောက်ထင်ရှားကြော်ကြားလာသည့်စာသင်သားများကိုပယ်မိခင်တက်ကတို့ကမှမေးလျော့ချလို့ရမည်မဟုတ်ပါချေ သူတို့စီတို့ဖိတ်စာများပို့ထားသည်မှာလွန်ခဲ့သည့်6လကလေးကသူတို့ဤမိခင်တက္ကသိုလ်ကြီးကို၆ပန်းခွေရခြင်းသည်သူတို့အတွက်ဂုဏ်သိက္ခာတရက်ပင်မဟုတ်ပါလားထိုကြောင့်မကြမီကျင်းပါတော်မူအမိတက်ကတော်နှစ်ပတ်လည်ပွဲအားကုညီထောက်ပံ့ဖို့ဤလဲများကိုရှာဖွေဖို့ဤမိတ်ဆုံစားဝဲလေးကိုကျင်းပနေကြခြင်းဖြစ်၏။တငယ်ချင်းအပေါင်းအသင်းအားလုံးဆုံဆုံညီညီရောက်နေပြီဖြစ်ကြောင်းတွေ့ရတော့အင်နာကစကားဝိုင်းကိုစပေးလိုက်၏။ တို့တွေနောက်ဆုံးတစ်ကြိမ်ဆုံပြီးကလေးကမဆုံပြစ်လိုက်ကြတာတော်တော်ကြီးကိုကြာသွားပြီနော်ဟုတ်ပါကွာဂျွန်ကသူ့လက်ထဲကဖန်ခွက်ကိုမြှောက်ရင်းထောက်ခံစကားဆိုလိုက်၏လွန်ခဲ့တဲ့ဆယ်နှစ်တာကာလကိုပြန်စင်စားကြည့်လိုက်ကြစမ်းတို့တွေငငယ်ရွယ်ရွယ်ရှိသေးတယ်ငွေမရှိဘူးယာတို့ဌာနဒရတွေမရှိဘူး ပြီးတော့ဒုဗဝတွေမှာအခက်ခဲအကြက်တဲတွေအကြီးအကျယ်တွေ့ကြုံနေရတဲ့ကာလပေါ့မျက်စိတမိတ်လျှက်တပြက်လိုတူတောင်းနေစနစ်တာကာလအတွင်းမှာတော့သူများရဲ့ဘဝတွေကိုလုံလုံလည်ရာအသွင်ပြောင်းပြစ်ခဲ့ကြတယ်လေဟုခိုးကပြောသည်တကယ်ကိုပြောင်းလဲကုန်တာပါပဲဟုဂျုံကသဘောတူသည်ငါဆိုအခုများဖြင့်ဘာအတွက်ကိုမှအချိန်မပေးနိုင်တော့ဘူးလာပေါင်းများစွာအတွင်းအခုလိုတွေးဆောင်တာမင်းတို့နဲ့ပထမဆုံးပဲကွာ ငါကြတော့လေအားကစားပစ္စည်းတွေရောင်းနေအလုပ်ပြနေတာနဲ့အားကစားပွဲတွေမှာငါကိုယ်တိုင်ဝင်မနှွေးနိုင်တော့ပါဘူးကွာဟုခိုးကပြောသည်အင်တာနက်ကုမ္ပဏီတစ်ခုတွင်အမှုဆောင်ရာရှိချုပ်ဖြစ်နေသည့်ဂျက်စီကာကသူထိုင်နေသည့်ကလတ်ထိုင်းတွင်ကျောင်းမီချလိုက်ပြီးရှီမောသည်တို့တွေအားလုံးအင်နာလူချမ်းသာတဲ့အိမ်တော်ဘက်တွေရွေးကြမှထင်နေဟဲ့ဒါမှတို့တွေစိတ်ချမ်းသာလက်ချမ်းသာနဲ့ဘဝအရသာကိုခံစားနိုင်မယ်အမလေးမထင်လိုက်ပါနဲ့နော် အင်နာကခက်ဆက်ဆက်အဝင်ပြောသည်။ငါယောက်ျားရှာဖွေလို့ရတဲ့ကွေဟာဒုနေရောက်အတွက်လောင်းကယုံမကဘူး။ပူတော်ပူနေသေးတယ်။ပြီးတော့အချိန်ဆိုတာလဲငါမှအရှံပဲပဲ။ဒါပေမဲ့ငါစိတ်မချမ်းသာဘူးဟဲ့။ဆွေမျိုးတွေမိဆွေအပေါင်းအသင်းတွေကငါစီကငွေချေးဖို့လောက်ပဲကြံစီနေကြတာကလား။တကယ်လို့ငါကမချေးပြန်ရင်ငါဟာတိတ်အတ္တကြီးတာပဲလို့ထင်ကြပြန်ရော။ဒါဖြင့်ဒီနေ့ဒီအချိန်တွေမှာငါရဲ့မိတ်ဆွေစိတ်မိတ်ဆွေမန်းဆိုတာဘသူတွေလဲဆိုတာတော့မခွဲခြားတတ်တော့ပါဘူးဟဲ့ ူစကားကိုခိုးကပြည့်စွက်ပြီးပြောသည်ဟုတ်တယ်ငါလောက်လောက်လာလာအချမ်းသာလာပြီဆိုတာနဲ့ငါလိုချင်တာမှန်တယ်များအကုန်ရပြီတင်းတင်းရောက်ရဲနေနိုင်လိမ့်မယ်လို့တွေးလို့ရှိခဲ့တယ်ဒါပေမဲ့အဲ့ဒါလည်းမမှန်ပြန်ဘူးငွေကမိတ်ဆွေတွေဝယ်လို့ရတယ်ဒါပေမဲ့ခင်မရင်းနှီးမှုကိုတော့ဝယ်လို့မရဘူးငွေနဲ့စည်းဝါးတွေဝယ်လို့ရတယ်ဒါပေမဲ့ကျမ်းမာရေးကိုဝယ်လို့မရဘူးလွန်ခဲ့တဲ့3-4လတုန်းကပဲငါအမေကွယ်လွန်သွားတယ် ငါသူ့ကိုစေယုံမှရှိတဲ့အဆောင်တွေကအကောင်းဆုံးဆိုတဲ့အဆောင်မှထားပြီးတော့ကုသပေးခဲ့တယ်။ဒါပေမဲ့အလုပ်တွေပြိနေလုံးလို့ငါမိမိကိုသွားမကြည့်နိုင်ခဲ့ဘူး။ဂျွန်ကပြောဒီမှာမင်းတို့တခုနောက်ကိုလာရင်အချားတခုကိုစွန့်လို့ရမှာပဲ။မင်းတို့ရွေးချယ်မှုတခုတော့လုပ်ရမယ်ကွာ။ဒါပေမဲ့ဝမ်းကြောင်းအလုံးနဲ့ချစ်ခင်ရင်းနှီးမှုလိုဟာမျိုး။ဒါမှမဟုတ်ချစ်ချင်းမေတ္တာနဲ့စည်းစိမ်ချမ်းသာလိုဟာမျိုး။နှစ်ခုစလုံးအရေးကြီးတာချင်းတူနေတဲ့အခါမျိုးကြတော့မင်းတို့ဘယ်လိုရွေးကြမလဲဟူ၏။ ဒီနေရာရောက်တော့အင်နာကစတီဗင်ဘတ်လက်ပြီးပြောသည်နေရောဘလို့ထဲလဲနေကအကြောင်းအကောင်းဆုံးစာအုပ်တွေရေးနေတဲ့စာရေးဆရာနောက်ပြီးကိုအားကိုကိုကူးလူကြီးလေဒီကိစ္စမှာနေအယူအဆကဘလို့ရှိတယ်လဲပြောပါဦးစတီဗင်က ပြုံးလိုက်၏သိမကြသေးတဲ့နှစ်တည်းအတွင်းမှာငါအောင်မြင်မှုကြောင့်ရင်နာစရာတွေနဲ့အထူးကြံဝေဒနာကိုငါလည်းခံစားခဲ့ရတာပါပဲဟာ ဒါကြောင့်အောင်မြင်မှုအတွက်ကြားကုတ်ကြခဲ့ကြိုးပမ်းရတာကိုငါကြီးငွေစာပြုလာတယ်လေ။အဲ့ဒီနောက်မှာမှပုံမြင်လေးတစ်ပုဒ်ကိုငါကြားခဲ့ရတယ်။ငါဘဝတစ်ခုလုံးကိုပြောင်းပြန်ဆွဲလန်လိုက်တယ်လို့ပြောင်းလဲသွားစေတဲ့ပုံမြင်လေးပေါ့ဟာ။အဲ့ဒီပုံမြင်ကဘယ်လိုလေးလဲဟဲ့။ဒီပုံမြင်ကဘဝနဲ့ပတ်သက်ပြီးခံယူထားတဲ့ငါသဘောထားတစ်ခုလုံးတွင်တွင်ပြောင်းသွားစေတယ်။ခုဆိုငါဟာတစ်ချိန်လုံးကလို့ရှုံးမာရီမျက်မာရီအတွက်စိုးရိမ်ပူပန်မနေတော့ဘူး။ တို့တွေအားလုံးအချင်းအများစုမှာရမတ်ဆန္ဒတွေကြောင့်ဉာဏ်မျက်စိတွေကွယ်နေကြတယ်လို့ငါယူဆတယ်။အဲ့ဒီရမတ်ဆန္ဒတွေပြေဝဖို့အတွက်တို့တွေဟာတည်မြဲခြင်းမရှိတဲ့ယူမန်းချက်ပန်းတိုင်းတွေနောက်ကိုတကောက်ကောက်လိုက်ကြတယ်။အဲ့ဒါအောင်မြင်လဲအောင်မြင်ရောလူဘဝဆိုတာဘာအတိတ်ပဲမှမရှိပါကလားလို့နောက်တဲ့ချိန်တည်မြဲလာကြပြန်ရော။နောက်ဆုံးမှာတော့ငါဝမ်းကြောင်းလုပ်ငန်းမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ငါရဲ့ပုပ်ကလေးကဘဝမှာပဲဖြစ်ဖြစ်ငါလိုက်နိုင်ရမယ်အသိမြတ်ဆုံးလမ်းကြောင်းကိုအသိမြင်သဘောပေါက်လာတယ်ကွာ တကယ်ချင်း၃ယောက်ကပြိုင်လူမင်းမြကြသည်အဲ့ဒီပုံမြင်ကဘလောက်တောင်ကောင်းနေလို့လဲငါအနေနဲ့ရိုးရိုးစင်စင်အမှန်တရားတွေကိုစူးစမ်းဖော်ထုတ်ရမယ်ဆိုတာအဲ့ဒီပုံမြင်ကငါကိုအတိအမြင်သဘောပေါက်စေတယ်ကွာလူဘဝမှာလူတစ်ယောက်ဟာသူ့ရဲ့ကိုယ်ပိုင်ရည်မှန်းချက်ပန်းတိုင်းတွေကိုရောသူကျင့်သုံးမဲ့တန်ဖိုးစနစ်ကိုပါနားလည်သဘောပေါက်ထားရမယ်ငါတို့ရဲ့ရည်မှန်းချက်ပန်းတိုင်းတွေဟာငါတို့ရဲ့ဘာသာရေးယုံကြည်ချက်တွေလိုပဲအဲ့ဒါတွေကိုအဝတ်ဗီဒီယိုတွေကအဝတ်အစားတွေလိုတစ်မျိုးပြီးတစ်မျိုးပြောင်းလဲမနေသင့်ဘူး ဘယ်တော့မှဆိုအဟောင်းတွေကိုအစ်စ်တွေနဲ့အစားထိုးနေတာမျိုးလေလူဘဝတစ်ခုဟာတက်တန်းတူတောင်းလာတာနဲ့အမျှအလွန်မကြံအဖူးတန်လွန်လာတယ်ဒီလူဘဝကိုရှုပ်စေးတုံးလို့ငါတို့ပုံသွင်းယူလို့ရတယ်တံပြားပြည့်တဲ့ပုံသွင်းမလား Venus ပုံသွင်းမလားဒါမှမဟုတ်တွေးခေါ်ရှင်ပုံသွင်းမလားဒါပေမဲ့တပြိုင်တည်းနှစ်မျိုးတော့သွင်းလို့မရဘူးငါတို့တစ်ချိန်တည်းမှာနှစ်မျိုးပြိုင်တူလုံးလို့ရတယ်လို့ယုံကြည်ဖို့ကြိုးစားရင်အခြေအနေဖြစ်မှာပဲ အဲ့ဒီကြားတဲ့ကပဲအဲ့ဒီလိုလုံးလို့ရတယ်လို့ငါတို့ယုံကြည်နေကြတယ်လေတကယ်တော့အဲ့ဒါလုံးဝအတိတ်ပဲမရှိဘူးကွာငါအဲ့ဒီပုံမြင်လေးတခြားလူပြောပြတော့သူတို့တွေကတော်တော်များများလေငါခံစားရတဲ့အတိုင်းလောကကိုစိတ်ပြက်ညီငွေမှုတွေခံစားကြရတယ်သူတို့ဟာဒီပုံမြင်ကနေအတိတ်တရားတွေရှားကြတယ်သူတို့ကအဲ့ဒီပုံမြင်လေးကိုပဲနောက်ထပ်တခြားလူတွေစီချက်ပြီးဖျက်ဝေပေးပြန်တယ်နောက်ဆုံးတနေ့ကျတော့သူတို့အထဲကတယောက်ဟာဟော်ရီကြီးလက်အပန်းဖြစ်ကလပ်ကိုတီထောင်ခဲ့တဲ့အခြေပဲ ဒီကလေးရဲ့အကြီးတန်းမန်နေဂျာတယောက်ကတော့ဒီပုံမြင်ကိုနားထောင်ရတာအချိန်ပြုံးနှိမှုတသက်ပဲတယ်ဒါပေမဲ့တော်တော်များများကသူ့နဲ့သဘောမတူပါဘူးသူတို့ကပုံမြင်တွေကဇက်ကောင်တကောင်နဲ့တူတယ်လို့ပြောကြတယ်အတွေ့အခေါ်သမားတွေလေသူကလူတွေအပူတပြင်းအပြေရှာနေတဲ့မိကုန်းတွေကိုခေါင်းနဲ့ထိထားသူပေါ့သူကသာသူ့ခေါင်းနဲ့ထိထားတာအဲ့ဒီမိကုန်းတွေရဲ့အပြေတွေကိုနောက်နှစ်ပေါင်းထောင်ချီပြီးကြာသွားလဲရှာလို့တွေ့ချင်မှတွေ့မှသူစကားနားထောင်ရင်အင်နာကစိတ်မရှိတော့ပဲပြောလာ၏ ကဲတော်ပြောတောင်ပြောလျှောက်ပြောမနေနဲ့သူ့ကိုအဲ့ဒီပုံမြင်ပဲပြောပြအဲ့ဒီပုံမြင်ကိုဘသူတိန်ငယ်ငါအပိုင်စီလို့ရမြင်လေလို့နာမည်ပေးထားတယ်ကွာအဲ့ဒီပုံမြင်ကိုငါတို့ကိုပြောပြမလားငါတို့အတွက်အကျိုးရှိခြင်းရှိမှာပေါ့ဟုခိုးကပြောသည်ရပါတယ်ဟုစတီဗင်ကပြောသည်ငါမင်းတို့ကိုပြောပြချင်ပါတယ်ကွာဇလန်ကအိတ်မရှိပါဘူးသူဖြစ်စတီဗင်က သူ့ပုံမြင်ကိုစပြောလေသည် ဟိုးရှိရှိတုန်းကဝေးလံတီခေါင်းနဲ့အရက်တစ်ခုမှပစ္စည်းကွေးကြော့ကလေးနှစ်ကောင်နဲ့တည်တည်ညံ့ညံ့အကောင်လေးနှစ်ယောက်ရှိတဲ့။သူတို့ဟာနေ့စဉ်နေ့တိုင်းထူဆန်းအံ့ဩစရာကောင်းတဲ့ဝင်ကဘာတစ်ခုထဲမှာဝဝရွှေရွှေဒိန်ငယ်အစာအနာလေးတွေတွေ့လို့တွေ့ညာအလက်ပတ်ပြေးလွှာရှာဖွေခဲ့ကြတဲ့။ဒိန်ငယ်အစာအနာလေးတွေ့လို့အစာတောက်ရတဲ့အခါသူတို့အင်အားပြည့်ဖြူလာတာပေါ့။နောက်ပြီးစိတ်ပျော်ရွှင်ကြတာပေါ့။ကြော့ကလေးနှစ်ကောင်ရဲ့နာမည်ကစလင်နဲ့စကန်ပါလို့ခေါ်တဲ့။ လူကလေးနှစ်ယောက်ကတော့ whip နဲ့ဝေပါလို့ခေါ်တယ်သူတို့ဟာကြော့ကလေးတွေလောက်ကိုတင်းငယ်တယ်ဒါပေမဲ့လူလားမြောက်တဲ့လူသားတွေလိုပဲပြုစုကြင်ကြံကြတယ်သူတို့အားလုံးသူတို့အတွက်တင်းငယ်ရဖို့စူးစမ်းပန်းစားနေအချိန်အကြာကြီးရှာဖွေခဲ့ရတယ်နောက်ဆုံးဝင်းကဘာကြီးရဲ့တောင်းတတော့ brand county ဆိုတဲ့အရက်ဒေတာမှာရှာဖွေလို့တွေ့ခဲ့ကြတယ်။အဲ့ဒီနောက်မှာတော့သူတို့ဘဝဟာတတောင်တတာနဲ့အေးအေးဆေးဆေးဖြစ်သွားတာပေါ့။ သူတို့နေထိုင်တဲ့နီနာဝင်းကျင်မှာသူတို့ကိုတလေးတစားဆက်ဆံကြတယ်။သူတို့ကလည်းခန်းကြီးနာကြီးဧကံပွဲတွေမကြမကြကျင်းပပေးကြတယ်ဆိုပဲ။သူတို့ရဲ့ထဲထဲဝါဝါဧကံပွဲတွေကိုမြောင်များလာတဲ့သူတို့မိတ်ဆွေတွေကိုဖိတ်ကြားကြွေးမွေးတာပေါ့။ဒါပေမဲ့ငြိမ်းချမ်းသာရတဲ့နေ့ရက်တွေဟာသိမကြရှိခဲ့ဘူး။တနေ့မှာတော့သူတို့ရဲ့ဒိငယ်တွေအားလုံးပျောက်ခြင်းမလားပျောက်သွားတာတွေ့ကြရတဲ့။ဒီတော့ Slayness Scanner ကသူတို့ရဲ့အပြည့်အစုံဖက်နှက်တွေကောက်ဆွကြတော့တာပဲ။ သူတို့အတွက်ဒိန်ငယ်အစ်စ်တွေ ထွက်ရှာကြတော့မယ်ပေါ့ဝေးပါနေတဲ့အချိန်ယူပြီးစဉ်းစားတဲ့အချင်းချင်းနဲ့ပြီးတော့သူတို့လည်းကြွက်ကလေးတွေနီးတူဒိန်ငယ်အစ်စ်လိုက်ရှာကြရင် ကောင်းမယ်လို့ဝိပ်ကိုအဆိုပြုတယ်ဒါပေမဲ့ဝိပ်ကလက်မခံဘူးသူကကြွက်တကောင်ရဲ့ဘဝမျိုးနဲ့မနေထိုင် မရှင်းတမ်းခြင်းဘူးသူကအကြောင်းကိစ္စတွေကိုသူ့ဘာသာသူ့အုံနောက်နဲ့တွေ့တော်ကြံစားခြင်းသူဖြစ်တယ် တွေ့တော်ကြံစားတာဆင်းရဲပင်ပန်းကောင်ဆင်းရဲပင်ပန်းမီအချင်းအနီဖြစ်ကောင်ဖြစ်နေမယ်ဒါပေမဲ့စဉ်းစားတယ်ကြံစားတယ်ဆိုတာအစွမ်းရည်တစ်ခုလေဒီစွမ်းရည်ကသူ့နဲ့တာမညာကျွတ်တွေကိုမတူချာနာအောင်ခွဲခြားပေးလိုက်တဲ့အရေးအချင်းပေါ့ကျွတ်တွေဆိုတာဘဝအတိတ်ပဲနဲ့ဘဝတန်မိုးဆိုတာကိုသိမြင်သဘောပေါက်တဲ့တရားရီမှမဟုတ်ပဲပြောရမယ်ဆိုရင်တော့သူတို့ရဲ့ချင်းငယ်ကိုဘယ်သူရွှေ့ယူသွားတယ်လဲဘာဖြစ်လို့ဒီလိုရွှေ့ယူသွားတယ်ဆိုတာကျွတ်တွေကမေးမြန်းစူးစမ်းလေးရှိသူတွေမဟုတ်ဘူး ူတို့ဟာရိုးရိုးတသားဘဝနဲ့နေထိုင်သူတွေပဲတင်ငယ်ဆိုတာသူတို့ကိုစိတ်ချမ်းသာအောင်ဖန်တီးပေးနေတဲ့အရာတင်ငယ်များများပို့ရလေသူတို့ပို့ပြီးပြောကြမြူကြလေပေါ့သူတို့ဟာကြွက်ဖြစ်နေတဲ့အတွက်အလိပြာတန်တန်နဲ့ခိုးနိုင်ကြတယ်တတီတီအလစ်လစ်တုံနိုင်ကြတယ်အဲ့ဒီကြားတွေကပဲသူတို့ရဲ့တင်ငယ်တွေပျောက်ဆုံးသွားတဲ့အခါကျတော့လေပတ်နှံ့မျောကြဘူးစိတ်မစင်ရကြဘူးတနေ့တားလုံးလှက်ပတ်ပြေးလွှားပြီးတင်ငယ်လိုက်ရှာတာဟာသူတို့ရဲ့တဘာဝအပြုအမူတရက်ပဲ ။ဘရိုင်းကောင်းဒီဆိုတဲ့စီရင်စုနေမြေကတော့သူတို့အတွက်ဖျားပေးတဲ့နေမြေပေါ့။ဒီနေမြေကိုလက်လွတ်ဆုံးရှုံးရတယ်ဆိုတာသူတို့အတွက်တဘာဝအလေးအပြောင်းတည့်ရပါပဲ။ဒီတော့သူတို့ဟာနှောင့်နှေးခြင်းမရှိပဲဒီနေမြေကနေထွက်ခွာခဲ့ကြတယ်။ကြွက်တွေဟာဒိန်ငယ်ရှိရာစီကိုသွားကြတယ်။သူတို့ဘဝကဒီလောက်ကိုပဲရိုးရှင်းပါတယ်။နောက်ဆုံးတော့ဝေပါကသူ့လေထွက်ခါဖို့ဆုံးဖြတ်လိုက်တယ်။သူ့နယ်လိုက်ဖို့သဘောမတူတဲ့ whip ကိုထားရခဲ့မယ်ပေါ့။ တော်တော်ကြီးကိုလက်ပတ်ရှာဖွေပြီးမှအဝေပါကနေမြေဒေသတစ်ခုကိုရောက်သွားတယ်။ဝင်းကပါကြီးရဲ့အလဲတဲ့တဲ့မှာရှိပြီးဒိန်ကဲမျိုးလို့ခေါ်တဲ့ဒေသပေါ့။ဒီမျိုးမှာလက်ဆက်ပြီးရွှေရောင်ဝင်းနေတဲ့အီယာမဒိန်ငယ်ကြီးတွေတပုံတစ်ခေါင်းရှိတာကလား။အဲ့ဒီအရက်ဒေသမှာအဝေပါဟာဆလင်းနဲ့စကန်ပါကိုလည်းတွေ့ရတယ်။ဒီတော့တငယ်ချင်း၃ယောက်ပြန်ပြီးတွဲမိကြတော့တာပေါ့။ ဒါပေမဲ့နေ့တွေရက်တွေကြာမြင့်လာတော့ကျက်နှကောင်ကသူ့ကိုတိတ်ပြီးကြည်ပြူပုံမရဘူးလို့ဝေဘာစိတ်တဲ့ထင်လာတယ်။တင်ငယ်မျိုးကိုသူတို့ကစတွေ့ထားသူတွေဆိုတော့ဒီမှာရှိတဲ့တင်ငယ်တွေအားလုံးကိုသူတို့ပဲပိုင်နေဆိုတဲ့အချူချူကြတယ်။ Slenes Camper ဟာတစတစနဲ့ဝေဘာရဲ့တင်ငယ်ဝေစုကိုမျက်ဆောင်ထိုးလာကြတယ်။ပြီးတော့ဝေဘာရှိနေတာကိုလည်းညူဆူကြတယ်။ဒီတော့ဝေဘာခမညာစိတ်ညစ်ရပြန်တာပေါ့။ ်ဝေပါကဝိပလိုမဟုတ်ဘူးအကြောင်းကိစ္စတော်တော်များများအကြောင်းကိုနက်နက်နဲနဲတွေးတော်ကြံစားလေးရှိတာမဟုတ်ဘူးဒါပေမဲ့လက်တလောအပြေရှာရမယ်အခုကြုံနေရတဲ့ပြဿနာမျိုးကြတော့ဝေပါဟာအချိန်အများကြီးယူပြီးတနုံနုံစဉ်းစားတော့တာပဲနောက်ဆုံးကြတော့သူကနိုင်ရံပေါ်မှာအစာတကြောင်ရေးချလိုက်တယ်တင်ငယ်ပိုင်ဆိုင်ရခြင်းကအဲ့င့ကိုတကယ်ပဲစိတ်ချမ်းသာစေသလား ူတို့အုပ်စုထောင်မုံရပုံရှိတဲ့ဒိန်ငယ်တွေစတွေ့ကြတော့ကသူတို့တွေခံစားခဲ့ရတဲ့ပျော်ရွှင်မှုတွေတကြမြူတူမှုတွေကိုသူပြန်ပြီးအမှတ်ရနေမိတယ်။အဲ့ဒီတုန်းကဆိုသူတို့ဟာအယံခင်မင်းနဲ့တငယ်ချင်းတွေပဲ။ကံမကောင်းအကြောင်းမလားစွာပဲခုတော့သူ့မှာအရှိမတိုးတာနောက်မဆုတ်တာအနေအထားမျိုးနဲ့ကြုံနေရပြီလေ။သူတိတ်တိတ်ဆိတ်ဆိတ်ပဲထွက်ခွာသွားမလားဒါမှမဟုတ်ရေရေတင့်တင့်ပဲဒီမှာဆက်နေမလား ကျွတ်တွေကအခါအခွင့်ကြုံရင်ကြုံတယ်လို့ဝေဘကိုမေ့ကြရွေးကြတယ်။တင်ငယ်အားလုံးကို သူတို့ပိုင်တဲ့အကြောင်းစောင်းပါရိတ်ချေပြောကြတယ်။ဝေဘတော်တော်ကြီးစိတ်ထိခိုက်ရတယ်။သူတို့တွေစွတ်စွတ်စီစီနဲ့ပျော်ရွှင်ခဲ့ကြတယ်။ဟိုတုန်းကအချိန်တွေကို သူအရန်တတိယပြီးအရန်လွမ်းမိတာပေါ့။ကျွက်ကလေးနှကောင်ကပိုကြီးမာပြီးပိုသားနာတဲ့အိမ်ကြီးတစ်လုံးထဲကိုပြောင်းရွှေ့နေထိုင်ကြတယ်။သူတို့ကဗန္နာစုတယောက်တောင်ငှားထားလိုက်တယ်။တငယ်ချင်းမိတ်ဆွေဟောင်းတွေနဲ့အဆက်အဆံနေသွားတယ်။ သူတို့ကဂျင်းငယ်ပိုင်နဲ့အပေါင်းအသင်းတွေနဲ့အတိုင်းဝိုင်းတဲ့ထူထောင်နေတာကို သူတို့လိုပဲဝေပါလဲပြောင်းရွှေ့သွားတယ်ဒါပေမဲ့သူကတော့သူ့ဒင်းငယ်နဲ့နီနီနာနာဖြစ်အောင်စီးပွားရေးရက်ွက်ရဲ့အလဲပဟိုးကိုပြောင်းသွားတာဘာဖြစ်လို့လဲဆိုတော့သူကတဘာဝပတ်ဝန်းကျင်အနေအထားနဲ့နီနာဝန်းကျင်မှာရှိတဲ့အတုံးအဆောင်ပစ္စည်းပစ္စည်းရတွေကိုသဘောကျတာကိုတနေ့မှာတော့စကလုံးမမထန်ထန်တွေတုံထားတဲ့အစားတစ်စောင်းကိုဝေပါရရှိတယ် ။စာကစလင်းနဲ့စကန်ပါရဲ့ရှိနေစီကစာလေး။စာထဲမှာတိတိကျကျပြည့်ပြည့်တသားဖော်ပြထားတာကတော့ဒိန်ငယ်မျိုးတော်မှရှိတဲ့ဒိန်ငယ်ဆိုရင်ဘယ်ဒိန်ငယ်ကမှဝေပါပိုင်ဆိုင်ွေမရှိဘူးတဲ့။ဝေပါရှူရှူရှာရှာဖြစ်သွားတာပေါ့။ဒါပေမဲ့သူဘလို့တုံ့ပြန်ရင်ဘလို့အကျိုးဆက်တွေထွက်ပေါ်လာမလဲဆိုတာချိန်စားတယ်စဉ်းစားတယ်ဒီကြွက်နှကောင်းကိုတရားရုံးတော်မှာရင်ဆိုင်ပြီးသူနိုင်ကိုနိုင်အပြိုင်တိုက်ရင်သူ့ဘဝရဲ့အငြိမ်းချမ်းသာယာမှုတွေပြိုကွယ်ပြည့်စည်သွားနိုင်တယ် တကယ်လို့သူ့ဒိန်ငယ်ကိုဆုံးလွတ်ပေးအပ်လိုက်လေကျွမ်းနကောင်ဟာစိတ်ချမ်းသာမှုကိုတကယ်ရခြင်းမရမှာပြောရမယ်ဆိုရင်ခုလိုသူ့ဒိန်ငယ်ကိုအပိုင်စီးခဲ့မိတဲ့အတွက်သူတို့စိတ်မတူမတန့်အောင်ဖြစ်နေုံပဲဒီတော့ဝေဘာကသူ့ရဲ့အပြည့်စည်ဖက်နဲ့တွေကောက်ဆွတ်တယ်ပြီးတော့နာယံပေါ်မှာအစာရေးတယ်ဒိန်ငယ်ဟာမင်းတို့ထင်တာကလည်းမမောစရာမကောင်းဘူး ။ဒိန်ငယ်ရှာပုံတော်ဖွင့်ခြင်းဟာမင်းတို့ဘဝမှာတကုတည်းသောအတိတ်ပဲရှိတဲ့လှုပ်ရှားမှုဆိုရင်တော့မင်းတို့ဘဝကိုအဲ့ဒီဒိန်ငယ်ကပဲဖြစ်စီပြစ်လိမ့်မယ်။အဲ့ဒီအခိုက်မှာပဲတခြားလူမျက်လေးတရားသူ့အနာရောက်လာပါလေရော။သူကတော့ whisper ဆိုတဲ့ရှေ့နေကလေးပေါ့။အနေအထားကိုမိမြတ်သိရှိရပြီးတဲ့အခါမှာ whisper ကအဝေဘကိုပြောတယ်ခမည်းတော်ငယ်ကိုဘယ်တကောက်သားမှမောက်ပိုင်းစည်းကွင်းမရှိဘူးတဲ့လေ ဒီတော့ whisper ရဲ့အကြံပေးချက်အရာအဝေးပါဟာအတွက်နှကောင်းကိုတရားရုံးတော်မှာရင်ဆိုင်ပြီးပြပြတ်တက်တက်တိုင်တော့တာပဲရုံးတော်မှာရင်ဆိုင်ရတဲ့တရားမမှုတွေရဲ့ထုံးစံအတိုင်းအမှုကရှေလျားထွေပြပြီးမပြီးနိုင်မစည်းနိုင်ပေါ်လေဟိုဘက်ဒီဘက်သူ့နိုင်ငါနိုင်အပြိုင်တိုက်နေတဲ့အတွင်းမှာထိခိုက်နစ်နာမှုတွေစိတ်မချမ်းသာစရာတွေပြည်နေတာပေါ့နောက်ဆုံးကြတော့နှစ်ဦးနှစ်ဖက်စလုံးခြေကုံလက်ပန်းကျလာပြီဖြူကားပြားကကျလာပြီအကြမာနာတွေအနေထိုင်စားပြုလာပြီ ဆိုတဲ့အခါမှာတော့သူတို့သဘောတူညီချက်တခုရကြတယ်။ရှိသမျှဒင်ငယ်တွေကိုငါးပုံပုံပြီးငါးစုခွဲလိုက်တယ်။တအူးကိုတစုယူကြမယ်ပေါ့။ Slay Scamper အဝေပါနဲ့ Whisper တို့ကအဝေစုတစုစီ။ကျွန်းနှကောင်ရဲ့ရှေ့နေ Spider ကတစုအားလုံးငါးစုပေါ့။သူကိုယ်ပိုင်ဒိန်ငယ်တွေနဲ့ခက်တီတီနေနိုင်ပြီဖြစ်တဲ့ဝေဘာဟာလူယိုသေးရှင်ယိုသေးဖြစ်လာတယ်။သူပတ်ဝန်းကျင်ရှိလူတွေက အားကြမနာလို့ဖြစ်ရတဲ့လူတအူဖြစ်လာတယ်။လူတော်တော်များများကသူနဲ့တိကျွမ်းခင်မင်ခြင်းကြတယ်။ သူကလည်းတခြားလူတွေအပေါ်သူ့စကားလုံးနေနဲ့ဩဇာလွှမ်းထားတယ်ဒါပေမဲ့သူစိတ်မချမ်းသာပါဘူးတကယ်တမ်းကျတော့သူဟာအထီးကျန်လူမျက်ကလေးဖြစ်နေတယ်လေသူဟာလူအဖွဲ့အစည်းထဲမှာဩဇာအာဏာရှိတယ်ခန္ဓာထဲဝါပြီးစီးစိမ်အပြည့်ရှိတဲ့နေထိုင်မှုပုံစံနဲ့နေနိုင်တယ်လူအများရဲ့အရေးပေးမှုခံရတဲ့သူ့မှာငွေရှိတယ်မိတ်ဆွေအပေါင်းအသင်းတွေရှိတယ်အဲ့ဓာရီအားလုံးရဲ့အရင်အမြင်ကတော့သူ့ဒိန်ငယ်တွေပဲပေါ့ ဒင်းငယ်တွေကစောင့်ကျင်းပေးတဲ့အကျိုးကျေးဇူးတွေကိုသူနှစ်သက်တဲ့သဘောကြတယ်။ဒါကြောင့်သူဟာသူ့ဒင်းငယ်တွေကိုအကျိတ်တကြည်ကြီးနဲ့အကြံကယူဆိုင်တယ်။သူ့ဒင်းငယ်တွေအောက်တုံးပြီးပြက်ကုန်ပြီလားလို့မကြမကြနန်းရှူကြည့်လေရှိတယ်။နောက်ပြီးသူ့ဒင်းငယ်ကိုတယောက်ယောက်ကလာပြီးအပိုင်းစီးသွားမယ်နေ့ကိုရင်ဆိုင်ဖို့လေသူကအသင့်ပြင်ထားတဲ့လေ။ဝိပါကဒီလောကကြီးမှာသူယုံကြည်စိတ်ချရသူတူမှမရှိတော့ဘူးလို့ယုံကြည်စွဲမှတ်လာတယ် အရှင်ကတော့လူဘဝမှာအခွင့်အလန်းတွေအမြဲရှိနေတယ်လို့ဝင်ကဘာထဲမှာလိုက်ရှာတတ်ရင်ဒိငယ်ဆိုတာလည်းအမြဲရှိနေတယ်လို့ယုံကြည်စွမ်းမတ်ခဲ့တယ်လူတယောက်အနေနဲ့လောက်ရမှာကဒင်ငယ်ရှိရာကို လိုက်ရှာဖို့အပြေးစီဖနှက်ကိုကောက်ဆုတ်ရုံပဲပေါ့။နောက်ပြီးလူတိုင်းမှာဒီလိုလောက်ခွေရှိတယ်။ဒင်ငယ်တွေ့ဖို့အခွင့်အလန်းလဲလူတိုင်းမှာအညီအမျှရှိတယ်လို့ယုံကြည်တာပေါ့။ခုတော့ဝေပါဧတာတွေကိုမယုံတော့ဘူး။မယုံဝင့်တော့ဘူး။ ။ဘာဖြစ်လို့လဲဆိုတော့အခြေအနေတွေကအရင်နဲ့တူမှမတူတော့တာပဲကို။လောကမှာအချိန်ငယ်ဖြစ်ဖြစ်အခွင့်အလမ်းတွေဖြစ်ဖြစ်လွယ်လွယ်ကလေးရောက်မလာဘူး။အဲ့ဒီလိုမှတည်ရနဲ့လေအဲ့ဒါတွေကိုလူတိုင်းကပိုင်ဆိုင်လို့ကြတယ်။ဒီအထဲမှာဘသူတည်တည်ငတိမာပြီးရောဆိုတဲ့လူတွေတောင်ရှိတယ်။ဒီလူတွေကတခြားလူတွေစူးစားပန်းစားရှာဖွေစုဆောင်ထားတဲ့ဒင်ငယ်တွေကိုမောင်းမိုင်းစီးဖို့တစက်ကလေးမှလက်မတွန့်သူတွေပေါ့။ ခုတော့အဝေးပါမှာသူ့ဒိန်ငယ်တွေကိုကာကွယ်စောင့်ရှောက်ဖို့တတိဝရိယကြီးကြီးထားပြီးမပြတ်စောင့်ကြည့်နေရတော့တာပေါ့ဒါပေမဲ့သူ့ရဲ့ပုံမှန်တာဝန်ဝတ္တရားတွေကိုတနေ့ပြီးတနေ့လုံနေရတာကြာလာတော့သူ့တပြေးပြေးညီငွေလာတော့တယ်တနေ့မှသူဟာသူ့ကိုယ်သူအားမလို့အားမရဖြစ်ပြီးစာတဲ့ကြောင်ကောက်ရေးလိုက်တယ် တင်ထင်ခဲမှာဘာတွေပြောင်းလဲလာမလဲဆိုပြီးတနေ့တစ်ခါနန်းကြည့်နေတဲ့နီးနဲ့တင့်အချင်းကိုအသုံးပြုလို့ကတော့တင့်ဘဝဟာပုံမှန်အစီအစဉ်ကြီးတစ်ခုလို့အကြောင်းထပ်ပြီးညီငွေစရာကောင်းလာပေးလိမ့်မယ်။အဲဒီစားကိုရေးအပြီးမှပဲသူဟာစကန်ပါကို မြင်လိုက်ရတယ်။စကန်ပါကအပြေးစီဖက်နှက်တွေစီးလို့လေတင်ငယ်မျိုးပြင်ဘက်ကိုဥတီသွားနေတယ်။ဘာတွေဖြစ်ကုန်ပြီလဲလို့ဝေပါအတွေးကြွေနေမိတော့တာပေါ့။အဲဒီနောက်မှမှသူ့အထိတ်တလန့်နဲ့တတိယလိုက်တယ်။ အဲ့ဒီကောင်လေးရဲ့ဒင်ငယ်တော့အပိုင်စီခံလိုက်ရပြီထင်ပါရဲ့လို့လည်းတွေးမိတယ်သူကစကန်ပါကိုအလှန့်ကြတယ်ဒီတော့စကန်ပါကဘာပြောတယ်လဲဆိုတော့ကျွန်တော်ဒင်ငယ်ကိုဝစ်ပါမောင်းမိုင်းစီးသွားပြီဗျာဒါပေမဲ့ခမရဒင်ငယ်တွေတော့အဲ့ဒီမှာသူ့နကူအတိုင်းရှိနေသေးတယ်ဒီတော့ခမရတစ်ချက်ကလေးမှာအလစ်မပေးနေနဲ့ဒီကောင်ကိုစောင့်ကြည့်နေပေတော့တယ်ဒါပေမဲ့ဒီလိုလုပ်တာတော့မတရားဘူးကွာအဲ့ဒီဒင်ငယ်ကိုမင်းပိုင်တာပဲဟာသူ့မှာဘာအခွင့်အရေးရှိလို့သူကခုလို့ရွှေ့ပြောင်းယူသွားရတာလဲ သူ့မှာလည်းသူ့ကိုယ်ပိုင်ဒင်ငယ်တွေရှိနေရတဲ့သူကဘာကိစ္စမင်းဒင်ငယ်ကိုအလစ်တော့ရတာလေဒင်ငယ်များများလိုချင်လို့ဖြစ်မှာပေါ့ဗျာဘာပဲဖြစ်ဖြစ် whisper ကပြောပါတယ်အဲ့ဒီဒင်ငယ်တွေကိုသူ့မယူသွားလဲအဲ့ဓာတွေကတတ်တန်ကြလို့နေပြီတယ်အောက်သုံးနေတဲ့ဒင်ငယ်တွေကိုလက်ဆက်တဲ့ဒင်ငယ်နဲ့မလဲဘူးဆိုရင်ကျွန်တော်အသက်ဆုံးသွားနိုင်နေတယ်ဒီတော့ဒင်ငယ်ဟောင်းတွေကိုမြင်မြန်စွန့်ပြလိုက်လေလက်ဆက်တဲ့ဒင်ငယ်ကိုမြင်မြန်ရှာလို့တွေ့လေပေါ့ ဒီတော့ကျွန်တော်ရဲ့တင်ခဲ့အပြောင်းအလဲကိုကြည့်ပြီးကျွန်တော်ကလည်းအလိုက်တဲ့အလဲအားတင်လိုက်ပြောင်းပေးရတော့မှာပေါ့လေဗျာနေပါအောင်သူပြောတာကိုမေ့ရင်တဲ့အသေးသေးကအယုံလို့လားဟုတ်ကဲ့ရုပ်စွာအစုံသူကျွန်တော်ဒိန်ငယ်တွေရွှေ့ယူသွားတော့ငါသူပြောသွားတာအဲ့ဒီအတိုင်းပဲလေဝေပါမကျေနပ်တရားမျှတမှုမရှိဘူးလို့နိမ့်နေနေနဲ့ခံစားရတယ်ဒါပေမဲ့စကန်ပါကတော့အခက်အေးအေးပဲစိတ်မကောင်းမဖြစ်ပါနဲ့ဗျာအပြောင်းအလဲတွေနဲ့အခြေအနေသစ်တွေကိုကျွန်တော်မဖြုံပါဘူး ကျွန်တော်ဒင်ငယ်အစ်စ်တွေရှာလို့ရမှာပါလို့တောင်ပြောလိုက်သေးရဲ့အဲ့ဒီလိုလေပြောပြီးရောစကန်ပါဟာခြာကနေလှည့်ပြီးအတော်ပြေးတော့တာပဲမိုးကုတ်ဆောက်ဝိုင်းပုံမှာသူ့ပုံရိပ်ကလေးပျောက်ကွယ်သွားတဲ့အချိန်ဝေးပါစောင့်ကြည့်နေတယ်ပြီးတော့နိုင်ရန်ပေါ်မှာစားတဲ့ကြောင်ရေးချက်လိုက်တယ်တင်အကြောက်အလန့်မရှိပေမဲ့လေဒင်ငယ်အစ်စ်ကိုရှာလို့ဖွေလို့ရမယ်ဆိုတာသိကြလို့လား